ွင့်ပြီးအရှုံးခံရောင်းချနေတာကိုအစိုးရတဲ့အနေနဲ့ပြန်လည်သုံးသပ်ပြီးအပြေရှာသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။ဒီလိုပြောကြားမှုကိုဇန်နဝါရီလ6ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှအများပိုင်ရင်လိုင်းတွင်နဲ့ပတ်သက်ပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။အရှုံးခံတယ်ဆိုတာဘာလို့ရှုံးခံတာလဲဆိုတဲ့အပြေမလို့ရှိတာ။ဒီမိုကရေစီနိုင်ငံတော်မှာအာဏာရပါတီတစ်ခုကအရှုံးခံတယ်ဆိုရင် မဲလို့ခြင်းလို့လာလို့နေကြတာရှိတယ်။ပြီးခဲ့တဲ့တက်တန်းမှာဘာကြောင့်ဒီအရာကိုသုံးခံနေတာလဲ။ဒါကတော့တေးကြောက်တယ်မဲလို့ခြင်းချင်းလို့ခြင်းချင်းဆိုတဲ့အကြောင်းဆုံးပဲလူလူသက်တာရဲ့ဆိုပြီးတော့ social case study ကနေပြီးတော့ case study ပြောင်းလာတဲ့အခြေအနေတွေမှာ yes media ကိုမတတ်နိုင်ခဲ့ဖြစ်တယ်။ဒါပေမဲ့ခေတ်ကာလတူကြာလာမယ်ဆိုရင်တော့ဒီအရှုံးခံမှုဟာမှန်မှန်နိုင်တော့ဖြစ်တယ်။အဲ့တော့ဒီအရှုံးခံတွေကပြည်သူလူထုရဲ့အမှန်တွေပဲဖြစ်တယ်။ ဒါကြောင့်ပြည်သူလူထုဘာသာဝင်တွေကိုအရှုံးခံပြီးလုံးအောင်ရဲဆိုတဲ့ခေတ်စနစ်ဟာဒီဒီမိုကရေစီခေတ်စနစ်မှာတော့ဒါပြန်လဲတုံ့တက်ပြီးဆောင်ရွက်ရတဲ့အခြေအနေဖြစ်ပါတယ်ဒီအတွက်ကျွန်တော်အစိုးရဘက်ကအနေနဲ့လည်းဒီအခြေအနေတွေကိုပြန်လဲတုံ့တက်ပြီးဘယ်လိုအကောင်းဆုံးပြုစားနိုင်လဲဆိုတဲ့အခြေအနေကိုဒါကျွန်တော်စဉ်းစားတော့ဒါကဖြေခုထုတ်မယ်ဆိုရင်ခက်ခဲတဲ့ပုံစံဖြစ်ပါတယ်ဒါပေမဲ့အဖြေမှန်တော့ရှိပါတယ်အဖြေမှန်ကတော့ရောင်းတဲ့စ ောင်းပြပြီးဟောပါပေးလိုက်မယ်ဆိုရင်တော့ဒါအခုကျွန်တော်ရှိတာဆွေးနွေးတယ်လို့ပါဓာတ်ဆီဒီဇယ်ပြဿနာလို့ပဲအခုစီစံဒီမှာကြိုက်တော့တဲ့ပေါက်ဈေးနဲ့ဝယ်မယ်ဆိုရင်အဆင်ပြေသွားနိုင်တယ်လို့ကျွန်တော်ပြည့်စစ်တယ်မှာဒါလည်းဖြစ်သွားနိုင်တယ် လက်ရှိရောင်းချထားတဲ့လျှက်စစ်တပ်အားကနှုံထားကလျှက်စစ်ထုံးလုပ်စည်းရိတ်သာရှိပြီးလျှက်စစ်သွေတန်းတာနဲ့ဖြန့်ဖြူးတဲ့အတွက်ကုန်ကြစည်းရိတ်တွေထည့်သွင်းတွက်ချက်ထားတာမရှိဘူးလို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောပါရယ်။အရင်နှစ်ကနိုင်ငံတော်အစိုးရအနေနဲ့လျှက်စစ်မီအတွက်ကြက်တန်း480ဘီလီယံအရှုံးပေါ်ခဲ့ပြီးဒီလိုအရှုံးပေါ်ခဲ့တာဟာအစိုးရကလျှက်စစ်မီကိုအရှုံးခံရောင်းချခဲ့တာကြောင့်ဖြစ်တယ်လို့ဦးဖြိုးမင်းသိန်းကပြောပါရယ်။